တော့ဒီ TPS ရဲ့ပုံစံပေါ့နော် TPS ဆိုတာ temporary protected status ကတရာကြီးနေထိုင်ခွင့်ပေးထားတာအကောက်ွယ်ပေးထားတာ TPS မှာ share status ရဲ့ထူးခြားမှုကကြတော့ general status တွေနဲ့မတူမှာ F1 နဲ့ B1 နဲ့အဲ့လိုမျိုးတော့ကျွန်တော် full status လို့ခေါ်တယ် TPS က humanitarian ground နဲ့ပဲဒီလူသားချင်းစာနာမှုကြောင့် American နိုင်ငံထဲမှာ ရောက်ရှိနေပြီးသားကိုယ်နိုင်ငံကိုပြန်လို့မရသေးတဲ့လူတွေကိုခိတ္တခဏနေခွင့်ပေးထားမယ်အလုပ်လုပ်ခွင့်ပေးထားမယ်လို့ဒီပြောတဲ့ဥပဒေပေါ့အဲ့တော့ TPS holder တွေရဲ့သူရဲ့ biography သူတို့ရဲ့ demographic နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အမေရိကကို B1 နဲ့ F1 နဲ့ရောက်လာတဲ့လူတွေများတယ်ကျောင်းသားရဲ့ level တွေများတယ်သူတို့တွေအများစုကအခုလက်ရှိ TPS ကိုစစစမြတ်ခံထားတဲ့လူတွေကအမေရိကမှာဒီရာသပံ မနေခြင်းကြောင့်သူတို့မြန်မာနိုင်ငံအဆင်ပြေရဆိုလို့ရှိရင်နိုင်ငံပြန်ကြမယ်ဆိုပြီးတော့စိတ်နဲ့နေကြတာအဲ့ဒါကြောင့်အဆလာမလျှောက်ဖက်နေသူ TPS နဲ့နေကြတာပေါ့အခုကြတော့ဒီသမနာ Trump ရဲ့ immigration policy အပြောင်းအလဲတွေကြောင့်သူဆိုလို့ရှိရင်စတိုက်ကတည်းက policy ပြောင်းနေတာ refugee တွေကိုလုံးဝရက်ခဲတာမျိုးတွေရှိတယ် green card processing လို့တော့ဆိုပြီးပြောခဲ့တဲ့ဟာတွေရှိတယ်အဲ့ဒီ policy တွေကိုစက်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံမှာလည်း TPS တွေတော့အဆင့်ဆင့် ပိတ်ခဲ့တာပဲပုံမှန်တိုင်းပိတ်ခဲ့တာပဲမြန်မာနိုင်ငံအချင်းချင်းကြားနဲ့ပိတ်ခဲ့တာပဲ problematic ဖြစ်တာကသူတို့ကိုးကားလိုက်တဲ့ reason တွေအချက်အလက်တွေ problematic ဖြစ်သွားတာအဲ့တော့တိတ်ပြီးတော့ကိုယ်ကစိတ်ပူစီရတော့မလုံ TPS က January 26ဆိုလို့ရှိရင်သူတို့ရက်မယ်26ပြီးတဲ့အချိန်မှာဆက်ပြီးတော့ legal status ကရှိမှမဟုတ်တော့ဘောပါမတူလည်းရက်သွားမှာတန်းပြီးတော့ removable ဖြစ်သွားနိုင်တယ် ဒီနေ့နဲ့ပေးခံရနိုင်တယ်ဆိုတော့ category ရောက်သွားမှာအဲ့တော့အခုချိန်မှာကိုယ်မှာ bad option တွေရှိလဲမိသားစုကနေပြီး adjust လုပ်လို့ရလားကိုယ်မှာ F1 တွေပါထိန်းထားတယ်ဆိုလို့ရှင် F1 ဆက်ပြီးထိန်းထားအဆောင်လျှောက်ဖို့စဉ်းစားဆိုလို့ရှင်အခုတည်းကစပြီးအဆောင်လျှောက်မှရတော့မယ် TPS ကုန်ငန်းကြီးကြတော့မှကိုကလှုပ်ရှားမယ်ဆိုလို့ရှင်အဲ့ဒီချိန်ကာလနားမှာရှင်းနေရုံးနေကရောဖွဲ့စည်းတွေကရော client တွေများနေမှာဆိုတော့စောစစီလုပ်ထားဖို့ကျွန်တော်အကြံပေးခြင်းနေအမေဒါကြောက်စရာမလိုဘူးဒါပုံမှန်တိုင်းပဲကိုယ့်ရဲ့ legal protection နဲ့ဆက်သွားမှာပါပဲ။ SLM ကအရင်ကကျွန်တော်ရှောက်လိုက်တယ်။ရှောက်ပြီးတဲ့အချိန်မှာလက်ပွေသွားနှိပ်ရတယ်။လက်ပွေနှိပ်တာနဲ့အစိုးရကနေပြီးကိုယ့်ရဲ့တမိုင်းချောင်း background check ကိုအပြင်းထန်သလိုလုပ်ကြတော့မှာ FBI ကနေသူတို့စစ်ကြမယ်။ background check စစ်နေတဲ့အချိန်မှာကိုယ် interview ပေးတာမျိုးရှိလာနိုင်တယ်။ interview ပြီး interview သွားပြီးအစမ်းအောင် officer တယောက်နဲ့သူတို့မိရကိုယ်ကဖြေပေးမယ်။ပြီးတော့ interview ပေးတဲ့အချိန် decision အောင်မလားကြောင်မလားမထောက်ခင်မှာ USCIS အနေနဲ့ American Soya အနေနဲ့ သူတို့လက်ဝတ်နေပြီးလောက်ခဲ့တဲ့ background check ကို PAT ဆောင်ပါတယ်။အဲ့ background check မှာသူတို့ဘာတွေတွေ့လဲပေါ့အတိတ်မှာ criminal ကျူးလွန်ထားတာမျိုးတွေရှိလားဘယ်လိုမျိုးပတ်သက်မှုတွေရှိလဲ background check ပေးပြီဆိုတော့မှ decision ကအောင်တာဖြစ်ဖြစ်မအောင်တာဖြစ်ထုတ်ပေးလို့ရတယ်။ယခုအချိန်သမလား Trump နဲ့ပြညညာလိုက်တာက USCIS Director Joseph Adlo ပြညာလိုက်တဲ့ပြညာချက်အရာ decision post မယ်လို့ပဲပြောတယ်။ အစမငါဆက်ပြီးရှောက်လို့ရသေးတယ်။ဘောပါမီတီရှောက်လို့ရသေးတယ်။အင်တာဗျူးဆက်ပြီးတော့ခေါ်သွားလိမ့်မယ်။အင်တာဗျူးပေးတဲ့အချိန် decision မချနိုင်သူတို့လိုအပ်တဲ့ security review ကိုခဏရပ်ပြီးတော့ security review စနစ်ပို့ပြီးခိုင်မာအောင်စစ်ဆေးအောင်သူတို့လုပ်ကြမယ်။စစ်ဆေးပြီးပြီဆိုလို့ရှိရင် decision ရဆက်သွားမှာပဲ။အခုလက်ရှိကဆုံးဖြတ်ချက်ပေးတာကိုပဲခဏရပ်ထားသေးတယ်။အစမရှောက်တာသူတို့မရပ်ထားသေးဘူး။အဲ့တော့ shop live zone နဲ့ data production ရှိမယ် legally ဒီမှာဆက်နေလို့ရမယ်အချိန်တိုင်းလောလောခွင့်ကတ်တွေကိုစီရောက်လာနိုင်မှာပေါ့ အခုအချိန်မှာ TBS ကန်ထားတဲ့လူတွေအနေနဲ့ asylum ရှောက်မယ်ဆိုလို့ရှိရင်အရင်ကြီးဆိုင်ရမှာကျတော့1 year filing deadline ကြော်သွားပြီဆိုတော့နားလည်ရမယ် asylum ရှောက်တယ်ဆိုတော့တစ်နှစ်အတွင်းရှောက်ရတာတကယ်လို့တစ်နှစ်ကျော်ပြီဆိုလို့ရှိရင်အားကြောင့်နောက်ကျခဲ့ရတာလေ change circumstances ပြပြရမယ်အဲ့တော့ American ရောက်လာတဲ့အချိန်မှာ asylum ရှောက်ဖို့အခြေအနေမရှိခဲ့ဘူးအခုကျတော့မှဘာဖြစ်လို့ရှိလာခဲ့ရလဲ ဲ့လိုမျိုး case ရပူပြီးတော့ complex ဖြစ်တယ်ပူပြီးအသေးစိတ်အနုစိတ်မှဖြစ်တဲ့အတွက်ကိုအခုအစမ်းအရှောက်ဖို့လို့ပြင်ဆင်နေတဲ့လူတွေက case ကြီးဆောက်တဲ့အချိန်မှာ qualify ဖြစ်တဲ့အတွေ့အကြုံရှိဒီ license ရရှိနေတဲ့ accredited representative တွေ law firm နေနဲ့တွဲပြီးလုပ်ဖို့လို့ကျွန်တော်အကြံပြုရှင်နေစာပြီးရောက်ကြရအောင်စာဝတ်စာတမ်းတွေတခြားစုထားကိုယ့်ရဲ့ case ကဘယ်လိုရှိလဲဆိုတော့တခြားနားလည်အောင်စူးစမ်း ကိုယ့်ရဲ့ case ကိုတောင်းတမဲ့ဥပဒေကိုပါတိကျနားလည်အောင်စူးစမ်းထားဖို့အရန်ရည်ကြည်တယ်ဘုထရမ်အနေနဲ့ refugee ကိုပြန်ပြီးဆန်းစစ်မယ် green card တွေဆန်းစစ်မယ်လို့ပြောသွားခဲ့တယ်လွန်ခဲ့တဲ့9နှစ်အတွင်းမှာ Biden era တုန်းက27ကနေ25ကျော်ထဲမှာဝင်လာတဲ့လူတွေကိုသူတို့ပြန်ဆန်းစစ်မယ်လို့ပြောတယ်အဲ့တော့ ြန်ဆန်းစတဲ့အချိန်မှာ re examine လုပ်မယ် interview ကပြန်ခေါ်မယ်လို့သူတို့ပြောထားတယ်ဒါပေမဲ့ဒီသိန်းကျော်ပေါ့နှစ်သိန်းသုံးသန်းလောက်သူတို့ကခေါ်ဖို့လို့အင်အားမရှိဘူးသူတို့ဘယ်လိုပြောထားလဲဆိုလို့ရှိရင်လာမယ့်၃လအတွင်းမှာဘယ်သူတို့ interview ပြန်ခေါ်မလဲဆိုတော့ကိုတစ်ခေါက်အရင် review လုပ်မယ် review လုပ်ပြီးတော့မှပေါ်လာမယ့်လူတွေ interview ထွက်ခေါ်မှာဖြစ်တယ်အဲ့တော့ဘယ်လိုလူတွေခေါ်လာနိုင်လဲအဓိက category နှစ်ခုရှိမယ်ပထမ category က fraud ပေါ့ US years မှာ refugee တို့ green card တို့ processing လုပ်ခဲ့တဲ့အချိန်မှာတကုတ်ခုအလိညာတင်ခဲ့မိတာမျိုး misrepresentation ဆိုပြီးတော့ဒီတလွဲတင်ခဲ့တာမျိုးသူတို့ဖြစ်သွားနိုင်တယ်။အဲ့တော့အဲ့လိုမျိုးသူတို့ရဲ့တန်တရားရှိတဲ့လူတွေ misrepresentation နဲ့ fraud တွေကိုပထမ category ကြီးလိမ့်မယ်။ဒုတိယ category ကကျတော့ mandatory bar လို့ခေါ်တယ်။ mandatory bar ရဲ့ပုံစံကအမေရိကန်နိုင်ငံထဲမှာဝင်ဝင်ပေးလို့မရတဲ့လူတွေ။ လက်နက်ကံတွေထောက်ပံ့ခဲ့တဲ့လူတွေကိုကိုရိုင်းအခြားလူတယောက်ကိုအန္တရာယ်ပေးခဲ့တဲ့လူတွေအဲ့လိုမျိုးနိုင်ငံနဲ့ပေးလို့မရတဲ့အချက်တွေနဲ့ညှိနေတဲ့လူတွေသူတို့ပြန်ခေါ်လိမ့်မယ်အဲ့ခေါ်တဲ့အချိန်မှာတန်းပြီးတော့ကြောက်စရာမလိုသေးဘူး deportation တက်လို့လို့မရအောင်သူတို့ရဲ့အနေနဲ့ deportation လုပ်ချင်တယ် green card ပြန်သိမ်းချင်တယ် refugee status ကိုဒုက္ခတဲ့ status ကိုပြန်ပြီးသိမ်းချင်တယ်ဆိုလို့ရှိရင်သူတို့ကဘာတွေတွေ့ထားတာလဲဘာတွေဆွဆွဲရလဲဆိုရဲ allegation ပေါ့အဲ့ဆွဆွဲချက်တွေကို immigration cost လို့မြင့်ကြီးတဲ့တရားရင်ဝင်ရှင်မှာညီလာပြောတင်ပြပေးရလိမ့်မယ်။အဲ့မှာတင်ပြပေးပြီဆိုတော့မှာကိုယ့်ဘက်ကရှင့်နေနဲ့တံပြီးတော့ခုခံ defend လုပ်အဲ့လိုပြီးပြီဆိုတော့မှာသူတို့ due process တရားရုံးအစဉ်အဆက်ကိုဖြတ်သန်းပြီးမှာ green card တင်တော့ review ကြိုပြန်တင်တော့လုပ်လို့ရမှာဖြစ်တယ်။အခုအချိန်မှာသူတို့ဒါကြောက်စရာမလိုသေးဘူး။အဓိကနားလေရမှာက Trump တို့ရဲ့ Republican Party ပေါ့သူတို့ရဲ့ MAGA movement မှာ main point တစ်ခုဖြစ်နေတော့ immigrate ရှင်းကိုတော်တော်သူတွေကထိခိုက်ဖို့လိုစူးစမ်းနေကြတယ်။ဒီနိုင်ငံကြီးအပြောင်းလဲပဲ။သမ္မတ Trump တက်ခဲ့တဲ့အကွက်ချီနိုင်ငံအပြောင်းလဲတစ်ခုပြီးတစ်ခုဖြစ်နေတယ်။အနာဂတ်မှာလည်းလှိုင်းလုံးလုံးကလာဦးမှာပဲဖြစ်တယ်။အခုဒီနေ့ကျွန်တော်တို့နားလည်ရမှာ2025နိုဝင်ဘာမှာ mayoral election နဲ့မြို့တော်ဝန်တွေ governor တွေ election တွေမှာ democracy အများကြီးနိုင်သွားခဲ့ကြတယ်။ democracy နိုင်သွားခဲ့တဲ့အတွက်နောက်နှစ် congress တွေမှာလွှတ်တော်မှာ election ပြန်ဝင်တဲ့ချိန် အခုလက်ရှိမှာတော့စနေမှာ Republican majority ရထားပြီမဲ့နောက်နေ့ကျရင် Democrat တွေနိုင်သွားပြီးတော့ Republican majority ဆုံးသွားမယ်လွှတ်တော်မှာသူတို့အာဏာမရှိတော့ဘူးဆိုရင်ဒီ Trump ရဲ့ MAGA agenda ပေါ့ရင်က one big beautiful bill pass လုပ်ခဲ့တဲ့ပုံစံမျိုး government shutdown အသုံးချပြီးသူရဲ့ policy တွန်းခဲ့တဲ့ပုံစံမျိုးဒါမလုပ်လို့မရဘူးလို့အာဏာပျောက်သွားဖို့လိုအခြေအနေများတယ်အဲ့ဒါကိုသူတို့ကဖြေရှင်းတဲ့အခုကကြိုးစောထားပြီးတော့ immigrant policy immigrant policy ပြောင်းနေ ူတို့ရေပူဘလစ်ကန်တွေ vote ဆက်လက်ရရှိအလုပ်နေတာဖြစ်တယ်။ဒီလိုင်းဒီလိုင်းလာအောင်မင်းကျွန်တော်မြန်မာတွေကြောက်စရာမလိုဘူး။ကိုယ့်ရဲ့ case ကိုသိအောင်လို့ server server နေစုထား။လိုအပ်တဲ့ဒီ immigration help တွေ qualify legal assistance တွေဒီရေးသွေးပြည့်မီတဲ့ဒုံမှုကြီးကြရဲ့ဥပဒေအကူအညီရအောင်လို့ဆွေးနွေးနိုင်မယ်ဆိုလို့ရှိရင်ဒါစိတ်ပူစရာမလိုပါဘူး။အမေရိကန်နိုင်ငံမှာ ်အာနာသိမ်းပြီးနောက်ပိုင်းရောက်လာတဲ့ demographic ပေါ့လူစုတွေမှာကျောင်းသားတွေအများကြီးပါတယ်။ကျောင်းသားတွေကဒီလိုလာရဆိုလို့ရှိရင် F1 ဆိုတဲ့ student visa နဲ့အများစုကလာကြတာပေါ့။အဲ့တော့ F1 လာတဲ့အချိန်မှာတို့ကျောင်းတက်ကြတဲ့ F1J International Student တို့မြန်နိုင်ငံတကာကျောင်းသားကျောင်းသူတွေပေးရတဲ့ tuition ကျောင်းသားကတွေပေးကြတယ်။အများစုကတော့မပေးနိုင်ဘူး။မပေးနိုင်တော့ asylum ရှောက်ပြီးတော့မှ in state fees နဲ့ဒီပြည်သူတွေကိုပေးတဲ့ state ထဲမှာနေနိုင်ငံသားတွေပေးတဲ့ fees နဲ့ဆက်ပြီးတော့တက်ကြတယ်။ တော့ assignment လျှောက်ထားတဲ့လူတွေအနေနဲ့အခု TPS မရှိတော့ assignment ပြန်လျှောက်မဲ့လူတွေအနေနဲ့လည်း assignment လျှောက်ပြီးတာနဲ့ကိုက American နိုင်ငံထဲမှာ legally နေရာဖြစ်သွားပြီးတရားဝင်တည်ရှိနေတာအဲ့တော့သူတို့ state တခုချင်းစီရဲ့ in state requirement ပေါ့အများစုကဒီ resident အနေနဲ့သတ်မှတ်ဖို့ဆိုရင် state ထဲမှာနေရတနည်းပြည့်ပြီဆိုရင် resident အနေနဲ့သတ်မှတ်တယ်တချို့ကျောင်းနေရာကျတော့ F1 ကျုပ်သွားပြီး student status ကိုလက်မှတ်ခံတော့ student status မရှိတော့ဘူးနော် မရှိတဲ့အချိန်ကနေပြီးတော့တနစ်ဆိုလို့ရှိရင် instant လို့သတ်မှတ်တယ်။အဲ့ဒီအချိန်မှာပုံမှန်တဲ့ international j ထက်အများကြီးပိုပြီးတော့တက်တာတဲ့နိုင်ငံသားတွေပြရတဲ့ institution တွေပြီးပြီးတော့ကျောင်းဆက်တက်လို့ရတယ်။ bachelor တွေ master ဆက်သွားလို့ရသေးတာပေါ့။တကယ်လို့ကိုယ်အနေနဲ့ဒီ green card ရှောက်ဖို့လို့ eligible ဖြစ်ပြီပေါ့။ green card ရှောက်ဖို့လို့ qualify ဖြစ်ပြီးရှောက်လို့ရတဲ့အချိန်တွေရှိပြီဆိုလို့ရှိရင်ကျွန်တော်တို့ရှောက်ဖို့လို့အားပေးပါတယ်။ကျွန်တော်တို့ဒီမြန်မာစင်တာရဲ့ immigration sector ကို USIRD မှာခန့်ထားတဲ့ ရှိနေအမြင်ရဆိုလို့ရှိရင် Donald Trump အနေနဲ့ Green Card processing ကိုသူတို့တွေကခဏ pause ထားရဆိုရင်တော့မှ Green Card ရှောက်ထားပြီဆိုရယ်ဒီ receipt letter petition ရှိတာနေရင်ကိုတို့အကောင်အများကြီးဆက်ပြီးတော့ဟိုမရရှိလာမှာဖြစ်တယ်အဲ့တော့ qualify ဖြစ်တယ်ဆိုလို့ရှိရင်ရှောက်ထားကြတဲ့မှာကြမ်းကြတာပုံမှန်ပဲဒီ administration အောက်မှာဒီအုပ်ချုပ်ရေးအောက်မှာဆက်လက်ပြီးတော့တလိုင်းမီတလိုင်းကြောင်းလဲမှုတွေဖြစ်လာအောင်မှာ ဒါတော့အကူတွေကနေပြောကိုလို့ဆရာရှိအောင်လုပ်ထားပေါ့ဒီလိုပဲကျွန်တော်တို့အကြံပေးချင်ပါတယ်အုတ်ချုပ်ရေးပေါ့တမနာ Trump ဦးဆောင်တဲ့ Department of Homeland Security ဒီအမေညီလုံယုံရေးဝန်ကြီးဌာနမိကလုံယုံဝန်ကြီးဌာနနေပြောဒီ decision တွေထုတ်တဲ့ Christy Nong သူတို့တွေရဆုံးစစ်တရားမှားယွင်းပါတယ်ဆိုပြီးဒီညမအရေးလှောက်ရှားတဲ့အဖွဲ့အစည်းတွေအနေနဲ့အစိုးရကဗဟိုတရားရုံးညီကောင်းနေမှာ Federal Court တွေမှာတရားဆွဲလိုက်တယ် Judge အနေနဲ့လည်းသူတို့ အမေရိကန်အစိုးရအုပ်ချုပ်ရေးပေါ့အုပ်ချုပ်ရေးပိုင်းကဆုံးဖြတ်ချက်တွေကမှားယင်းပြီးဆုံးဖြတ်ချခဲ့တဲ့ solution ပြန်ပြီးတော့ဟို reverse လုပ်ရတဲ့ပုံ reverse လုပ်ရတဲ့ပုံစံမျိုးတွေ extension ပြရတဲ့ပုံစံမျိုးတွေရှိလာနိုင်တယ်ဒါပေမဲ့မြန်မာပြည်အနေနဲ့တော့ဒီဟာကိုအမကိုပဲအခုလက်ရှိရှိတဲ့အခြေအနေမှာပဲအကောင်းဆုံးဘာလို့လုပ်ရမလဲဆိုတော့ကျွန်တော်ကစူးစမ်းစီစဉ်ပါတယ် အခုကျွန်တော်ဦးစီးနေတဲ့မြန်မာစင်တာဆိုလို့ရှိရင် USID ကနေတဆင့်လူမှုကြီးကြပ်ရေးအခက်အခဲတွေကျွန်တော်တို့စီမှာဒီ financed healthcare education American နိုင်ငံကိုမြန်မာနိုင်ငံနေပြီးတော့ဒီစစ်တပ်အခြေအနေကြောင့်အခက်အခဲကြောင့်ရောက်နေတဲ့မြန်မာရေဝန်အတွက်လိုအပ်တဲ့အသေးစိတ်တွေကျွန်တော်စီစဉ်ပေးနေရရရှိတယ်။ကျွန်တော်တို့အခုချိန်မှာမြန်မာရေလိုအပ်တာစီလုံးမှုလို့လိုအပ်တယ် institution တွေလိုအပ်တယ်ဒါကိုကျွန်တော်ဆက်ပြီး OCB တည်ထောင်နေတယ်။အဲ့ဒီတော့ကျွန်တော်တို့စီလုံးပြီးတော့စက်တက်ခိုက်ပေါ်ကြမယ်။ အခုရှောင်းမှာမြန်မာနိုင်ငံပြန်စရာမလိုကြအမေရိကန်မှာပဲကိုယ့်ရဲ့ကိုယ့်ခြေနဲ့ကိုယ်လက်နဲ့ပြည်သူအင်အားနဲ့ဆက်ပြီးတော့ဖို့လို့အစင်းသင်းရှိနေတယ်ဆိုတော့ဒီကနေကျွန်တော်တတိယအောင်တော့ပါချင်ပါတယ်